လိုကနေမြန်မာလိုနဲ့တိုင်းလိုကိုတစ်ချက်ကိုယ်တိုင်ဘာသာပြန်ထားပေးတယ်ပါရပြန်တဲ့အပြင်ကိုမြန်မာလိုတစ်ကြောင်းတိုင်းလိုတစ်ကြောင်းကိုအတန်တွေရောထည့်ထားတယ်ပေါ့နော်အခုတစ်ချက်ရဲ့နောက်ဆုံးထွက်ထားတဲ့စာအုပ်ကဘာစာအုပ်လဲဆိုရင် The Greatest Salesman in the World ပေါ့နော်ကပါပေါ်မှာအယောင်တော်ဆုံးပုဂ္ဂိုလ်တွေဖတ်တဲ့စာအုပ်ဖြစ်တယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးတဲ့လူတိုင်းကအယောင်မတော်တဲ့လူမျိုးရှိတော့ဘောနော်။ကျင်းရှင်းပြသူတို့က research တောင်လုပ်ထားတယ်၊သူတည်တနာတောင်လုပ်ထားတယ်ဘောနော်။ဒီစာအုပ်ကိုဖတ်တဲ့လူတိုင်းကလုံးဝချမ်းသာကြွယ်ဝတဲ့လူတွေဖြစ်ကုန်မှာဘောနော်။ ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစာအုပ်ထဲမှာဈေးရောင်းနေတင်တာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ mindset အကြောင်းကိုတင်တာဖြစ်တယ်။ အခုဒီစာအုပ်ခါကျတော့အင်္ဂလိပ်လိုကနေမြန်မာလိုနဲ့ထိုင်းလိုကိုတစ်ချက်ကိုယ်တိုင်ဘာသာပြန်ထားပေးတယ်။ဘာသာပြန်တဲ့အပြင်ကိုမြန်မာလိုတစ်ကြောင်းထိုင်းလိုတစ်ကြောင်းကိုအတန်တွေရောထည့်ထားတယ်ပေါ့နော်။ဒီစာအုပ်ထဲမှာ scroll လို့ခေါ်တဲ့ကျမ်းလေးလိုမျိုးကျမ်းစာလေးလိုမျိုး၁၀ခုပါတယ်။အဲ့ဒီကျမ်းစာလေး၁၀ခုထဲမှာကသူ့ရဲ့မိယာမတွေပေါ့နော်ဥပဒေသားတွေတမျိုးတမျိုးချင်းစီတွေတင်ကြားပေးတာဖြစ်တယ်။အဲ့ဒီအရာကလူသားတိုင်းကလိုအပ်တဲ့ခံယူချက်တွေ mindset တွေကိုရေးထားပေးတာပေါ့နော်။ကိုကဒီစာအုပ်လေ့လာခြင်းအဖြစ်အယောင်ပြင်ရာတစ်ခုထဲပဲတတ်တာမဟုတ်ဘဲနဲ့ ကိုရဘဝကိုကိုဘလို့အချိန်အသုံးပြုရမယ်ဘလို့ပုံစံနေမယ်ဘလို့ mindset နဲ့နေရမယ်လူတွေကိုဘလို့ကြည့်ရမယ်ဘလို့ဆက်ဆံရမယ်ဆိုတာဒါသာတိတိကျကျရေးထားပေးတဲ့စာအုပ်ဖြစ်တယ်အရန်ကောင်းတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကသုံးလာတဲ့စာအုပ်ဖြစ်တယ်အခုခေတ်ထိအခုထိအသုံးဝင်တယ်နောက်နောင်လာမယ့်နှစ်တွေလည်းအသုံးဝင်အောင်ပါနော်သူက evergreen information ဖြစ်တယ်ပေါ့နော်သွန်နာကပြောတဲ့စံစာလေးတွေကတလိပ်ကိုတနေ့ကို3ချိန်ရက်ပေါင်း30ဖတ်ရတယ် သူ့မှာဆယ်လေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ရပေါင်း300ကိုနေ့တိုင်းစာဖတ်တဲ့အချင်းတိဆောက်တယ်လို့မျိုးဖြစ်တာပေါ့နော်။ဒီနောက်ထပ်မှာပြောထားတဲ့တကယ်အတိုက်ဆုံးအချက်နှစ်ခုရှိတယ်ပေါ့နော်။အတိုက်ဆုံးအတိုက်ဆုံးနဲ့နှစ်ခုတကယ်ဘဝမှာတကယ်အသုံးပြုတယ်တကယ်သွားလေရမှာတကယ်အသုံးပြုတဲ့အရာတစ်ခုကအချင်းဆိုတဲ့ဟာပေါ့နော်။ လူကအကျင့်ရဲ့ကျေးတွင်ဖြစ်တယ်ပေါ့နော်ကိုကောင်းတဲ့အကျင့်နဲ့အများကြီးရှိတယ်ဆိုရင်ကိုကအောင်မြင်တဲ့လူဖြစ်တယ်ချမ်းသာတဲ့လူဖြစ်တယ်ကိုလိုချင်တဲ့ညာကိုကိုကိုရယူနိုင်တဲ့လူဖြစ်တာပေါ့နော်ဥပမာစာဖတ်တဲ့အကျင့်ဒီစာအုပ်ထဲမှာအမြဲတမ်းပြောတဲ့စကားလုံးတစ်ခုကဒီစာကိုပြပောင်း300ဖတ်ပြီးတော့ပြီဆိုလို့ရှိရင်ငါ့မှာစာဖတ်တဲ့အကျင့် automatic ရှိပြီးသားလို့ဖြစ်တာပေါ့နော်ကိုက freedom ရချင်လွတ်လပ်မှုရချင်တယ်ကိုအလုံးလုံးစရာမလိုဘဲနဲ့ကိုကငွေတွေ လုပ်ငန်းတွေလည်းပတ်ပြီးတော့ငွေတွေကိုကို passive income တွေကိုဖန်တီးပေးနိုင်ခြင်းလို့ဆိုလို့ရှင်ကိုကမကောင်းတဲ့အကျင့်ရဲ့ဈေးတွန်ကနေလွတ်မြောက်မှကိုက freedom ဆိုတဲ့လွတ်မြောက်သူဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုက time freedom financial freedom တွေပါတယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုလို့ရှင်ကိုရဲ့အကျင့်ကိုအရင်ဆုံး control လုပ်ရမှာပေါ့နော်ဘာလို့လဲဆိုရင်လုံဆံလိုတဲ့ဟာတွေကိုစူးစမ်းပြီးမှလုပ်နေရမှာမဟုတ်ဘူးနဲ့ automatic တူရနေသူလုပ်တဲ့ပုံပုံဖြစ်ဖို့အတွက် ဒီစာအုပ်ကပြောထားတာပေါ့နော်ဒီချက်အရန်စိုက်တဲ့စကားတစ်ခုကပါလဲဆိုလို့ရှင်မင်းရဲ့အောင်မြင်လို့တဲ့စိတ်ကအလွန်အလွန်ခိုင်မာနေတယ်ဆိုလို့ရှင်ကြာရှုံးမှုကမင်းကိုဘာမှမလုပ်နိုင်မင်းကိုဘယ်တော့မှကြော်မနိုင်ဘူးမဖြတ်ကြော်နိုင်ဘူးဒုက္ခမပေးနိုင်ဘူးဆိုတဲ့သဘောကိုသုံးထားတာဖြစ်တယ်ပေါ့နော်ဆနာကပြောတဲ့ scroll တလိတ်တလိတ်ချင်းစီတိုင်းမှာမှတ်သားစရာတွေလုံးဝတက်လုံးအသုံးပြရမယ့်နေရာမှတွေကိုသင်ထားပေးတာဖြစ်တယ် ေါ့နော်အဲ့ဒီဟာတွေကိုနေ့တိုင်းနေ့တိုင်းဒီချက်ကလည်းချက်ပေါ်ကပြောင်းလဲပေးတဲ့ဆက်စားအုပ်လည်းဖြစ်တယ်ပေါ့နော်ဒီချက်ဒီစားအုပ်ကိုနှစ်ပြန်သုံးပြန်ဖတ်တယ်အခုဆိုတတိယကြိမ်မြောက်ဖတ်လို့ပေါ့နော်ဒီချက်ရဲ့အတွေးခေါ်တွေလုပ်ရက်တွေခံယူချက်တွေစေတနာတွေကိုဒီစားအုပ်ကပြောင်းလဲပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရန်ကောင်းတဲ့စာအုပ်ဖြစ်တယ်ဒီချက်ပြန်ပြောမျှဝေပေးခြင်းနဲ့ပြောပြပေးခြင်းနဲ့ပေါ့နော်အဲ့ဒါနဲ့ငါဒီစာအုပ်ကိုငါဘယ်လိုနည်းနဲ့သူများမိတ်ဆက်ပေးရမလဲဆိုတဲ့အိုင်ဒီယာထုတ်ရင်းနဲ့ ထိုင်းလူနဲ့မြန်မာလူကိုဘာသာပြန်ထားတယ်ထိုင်းလူတစ်ကြောင်းမြန်မာလူတစ်ကြောင်းကိုဗီဒီယိုနဲ့ထည့်ထားပေးတယ်အတန်ထည့်ထားပေးပြီးတာဖြစ်တယ်ပေါ့နော်တကယ်လို့ကိုကထိုင်းစကားနဲ့ချင်းတက်ပြီးသားလူဖြစ်တယ်ထိုင်းစကားဆိုတာလည်းဟိုအဲ့အရက်သားသုံးစကားလည်းပဲရှိတယ်ယုံသုံးရှိတယ်နန်တွင်းလုံးရှိတယ်ပေါ့နော်အခုကနေ့စဉ်သုံးစကားနဲ့ယုံသုံးစကားကိုဒီရှာညပြီးတော့ match လုပ်ပြီးတော့ဘာသာပြန်ထားပေးတာဖြစ်တယ်အရန်ယုံသုံးစကားဥပမာကျွန်ုပ်အိနာမေဒီမောင်ဝင်းစုဖြစ်ပါဒီအဲ့လိုမျိုးပုံစံဆိုလို့ရှိရင်နေ့စဉ်သုံးစကားမှသူများမပြောလို့လေနော် ဲ့ဒီနေ့စဉ်သုံးစကပြောပုံမှာစကလုံးတွေနည်းနည်းဟိုဘယ်လိုပြောမှာယုံသုံးစကလုံးတွေကိုညှထည့်ထားပြီးပြီးတော့ကိုယ်ပါတာပြန်ထားပေးတာဖြစ်တဲ့အရန်ကောင်းတယ်ပေါ့နော်နံပါတ်၁တခုကကိုယ့်ရဲ့ mindset ကိုလည်း control ပြတာဖြစ်သွားတယ်ကိုအယောင်တော်တဲ့လူဖြစ်သွားမယ်ကိုအချမ်းသာကျဲွားမယ်လူလည်းဖြစ်သွားမယ်အဲ့ဒါအပြင်ကို time bar တာစကားကိုရိုးရိုးသုံးတဲ့စကားတာမှာကပဲနဲ့ယုံသုံးစကား officially ယုံသုံးစကားအစစ်မြင့်သုံးတဲ့စကားတွေပါကိုကအာလေ့ကျင့်ပြီးသားသင်ယူပြီးသားဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစာအုပ်ကို အမယူချင်တယ်ဆိုလို့ရှိရင်အခု promotion နဲ့ရတယ်ပုံမှန်ဈေးက2590ကိုအခုက1999ဘက်ပဲကျန်တာဖြစ်ပါတယ်သူ့အထဲမှာကဗီဒီယို၄ပုတ်ပါတယ်နော်အဲ့ဒီ channel list တွေကိုထိုင်းလိုမျိုးအစအဆုံးဖတ်ထားတဲ့ဟာလည်းရှိတယ်မြန်မာလိုမျိုးအစအဆုံးဖတ်ထားတဲ့ဟာလည်းရှိတယ် ပြီးလို့ရှင်ထိုင်းစာတကြောင်ရွတ်တယ်မြန်မာစာတကြောင်ရွတ်တယ်ပေါ့နော်အဲ့ဆိုကိုကဘာသာစကားလေ့လာတဲ့လူတွေအတွက်ကအထောက်အကူဖြစ်စေတာပေါ့နော်အဲ့ဒီတကြောင်လည်းရွတ်ထားတဲ့ဗီဒီယိုပါတယ်အဲ့ဒါအပြင်ကိုအဲ့ဒီထဲမှာအသုံးပြုထားတဲ့ထိုင်းစကားလုံးတွေကဘယ်ဟာကယုံသုံးဘယ်ဟာကပါအတိတ်တွေရှိတယ်ဆိုတဲ့ဟာကိုရှင်းပြထားတဲ့ဗီဒီယိုလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကစာပုံစံမျိုးလေ့လာခြင်းတလားပေါ့နော်စကားကိုများများပြတ်တက်စေဖို့မြန်မာတကြောင်ထိုင်းတကြောင်နဲ့နားထောင်ခြင်းတလား တော့မဟုတ်ကိုကနည်းနည်းအဆင်ပြေလာတယ်ထိုင်းလိုမျိုးအဆအဆုံးကိုနားထောင်ချင်ပြလားတော့မြန်မာလိုပဲကို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  mindset mind programming အရင်ဆုံးလုပ်အောင်မယ်ဆိုလို့ရှင်လည်းရတယ်ပေါ့နော်ပြီးတော့ကိုဖတ်ချင်တယ်ဆိုလို့ရှင်လည်းရတယ်ပေါ့နော်အဲကြောင့်မလို့စာအုပ်လေးကတော့ ebook ပဲဖြစ်တယ် myuda နဲ့ကိုတစ်ခါတည်း link ပို့ပေးမှာဖြစ်ပါတယ်အရန်ကောင်းတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုလုံးဝ myubi ဖတ်ပြီးတဲ့အခါကျရင်လုံးဝနောင်တမရစေရဘူးလို့တစ်ချက်အမှတ်ခံပါတယ်နော်